်မင်္ဂလာပါရှင်ဒီအစီအစဉ်မှာတို့ရဲ့ကိုခန္ဓာရဲကအတန်ဒိတ်သူရဲကောင်ဒါမှမဟုတ်ကျွမ်းကျင်ပညာရှင်မစ္စတာကျောက်ကဟာတို့တွေအတွက်ဘလို့အကျိုးကျေးဇူးပေးတယ်လဲသိစေဖို့နဲ့ကျောက်ကကျမ်းမာဖို့စောင့်တဲ့ရှောင်တဲ့မဲ့ကျမ်းမာသူတာရစေရန်အလို့ဟာသင်ဆက်လိုက်ပါခွေကိုရဲကကစ်နီကျောက်ကဟာဘလို့လဲ 24/7မပြတ်တမ်းအလုပ်လုပ်နေရတဲ့စက်ရုံအလုပ်ရုံတစ်ခုကို အရင်တွေးကြည့်ရအောင်ပါဘလောက်တောင်အလုပ်များလိုက်မလဲနော်ဒလက်ဆက်မယင်မနာကုံထုတ်လုပ်ခြင်းရစီကိုအဆက်မပြတ်လေပတ်လုံဆောင်နေရတာဒါကြည့်ပြီးတော့တစ်ချက်ကောင်းမွန်ပြီးတမမြတ်တဲ့ထုတ်ကုန်ညဖို့အရေးထိမ့်ထိမ့်တင်းတင်းညှိနိုင်လုံဆောင်ရတယ်။နှစ်အချက်အရေးအသွေးပြည့်မီတာဖြစ်ဖို့ရဲ့မလိုတာတွေကိုဖျက်တောက်ဖဲပစ်ပြီးတိတ်တဆိတ်ဆုတ်ပြစ်ခြင်းလုပ်ပေးရတယ်။ 3ချက်ထုတ်ကုန်ကောင်ရလာပြီဆိုရင်အစီအစဉ်အတိုင်းစနစ်တကျဖြစ်ဖို့အရေးတစ်ခုချင်းစီကိုစဉ်ဆက်မပြတ်ထုတ်လုပ်တောင်းဝင်ဇီရပြန်တယ်။ကဲဘလောက်တောင်အလုပ်များပြီးစနစ်ကျစီကလေးဆိုတာစိတ်မျက်လုံးနဲ့ပေါ်လာရုံနဲ့အယမ်းကိုအထင်ကြီးစရာကောင်းနေပါပြီ။မှန်ကြည့်ပါအောင်ဒီလိုအလုံးလုံးနိုင်စွာတဲ့စက်ယုံဟာဂျိုးရဲ့ကိုယ်ထဲမှာရှိရတယ်နော်စက်ယုံတစ်ခုတည်းတောင်မဟုတ်ပဲစက်ယုံနှစ်ခုတောင်ရှိနေရပါတဲ့ဆိုရင်ဒီကိုအင်္ဂါရဲ့နာမည်က ထုတ်ပါတယ်။ kidney လို့ခေါ်တယ်။ကြောက်ကပ်ပါတဲ့။ကြောက်ကပ်ကအရေးကြီးသလား။ဆိုတော့ဂျိုးရဲ့ superhero ကိုရင်းသူရဲကောင်းလို့ပြောနိုင်တဲ့ဒီကြောက်ကက်ကလေးနှစ်ခုဟာပဲစိတံပုံစံရှိပါတယ်နော်ကြောယိုရဲ့အောက်ဖက်တစ်ဖက်တစ်ချက်မှာတတိတ်ကလေးထိုင်နေတတ်ပြီမဲ့လို့အရေးတကြီးအလုတ်များလုံးတာမို့ဒီဘဲတစ်ဖက်ညာတစ်ဖက်ကကြောရဲ့ကြောက်ကက်နှစ်ခုကိုအချိန်ရသည်ဖြစ်စေမရသည်ဖြစ်စေကျေးဇူးတင်ကြောင်းလမ်းပြောလိုက်ပါအောင်နော်။ဒါကြောင့်ဒီလောက်ညှိုးနေရတယ်လို့နေရင်တော့သူတို့က ပဲစစ်အရွယ်လောက်ကလေးတသာရှိပြီးသေးလို့မိမယ်လို့တို့ရဲ့နေတိုင်းနေတိုင်းအသက်ရှင်မှုစက္ကန့်တိုင်းမိနစ်တိုင်းအတွက်လဲပတ်ပြီးနေရတယ်။အသက်ကယ်လုပ်ငန်းကြီးတွေမှာကြောက်ကန့်တစ်ခုဟာစက္ကန့်မလန်တာဝန်ယူပေးနေရတာလို့ဖြေလိုက်ပေးရစေ။ကြောက်ကန့်ကလေးဘာတွေလှုပ်ဆောင်ပေးတယ်လဲ။ကြောက်ကန့်တစ်ခုကတို့ကိုသွေးတက်လောင်တန့်စင်စေတို့ပါ။ တို့ရဲ့ကိုယ်ထဲမှာလှည့်ပတ်သွားလာနေတဲ့သွေးတစ်ဆက်ချင်းတစ်ဆက်ချင်းဟာဒီနေ့မှာအကျိန်အရေးအတွက်အများကြီးကြောက်ကက်အထင်ကိုဖျက်ဆီးရပါတယ်။ဒီအလုတ်စူးစားလုံးနဲ့ကြောက်ကက်ကလေးတစ်ခုဟာသွေးရဲ့ပြုံဝင်နေတတ်တဲ့အစိတ်အတော့တို့ကိုဖယ်ပေးတယ်။မလိုတော့တဲ့အရေးပိုတွေကိုပယ်တယ်။ဒါတွေကိုစီးအဖြစ်နဲ့တို့ရဲ့ကိုယ်ထဲမှာမလိုတာတွေကို အပြင်ကိုစွန့်ပစ်စေပါတယ်။ဒါကြောင့်ကိုအတွင်းထဲမှာသွေးသစ်လောင်းတို့တပံတန့်စင်ပြီးသားဖြစ်မဲ့သမမြတ်တာချင်းပြန်ရပါမယ်။ pressure ထင်းညိပေးမဲ့သူကိုကြောက်ခဲ့ပါတဲ့သူ့ရဲ့ပညာရပ်မှာတစ်ဖက်ကန်းကတ်ကျွမ်းကျင်သူအင်ဂျင်နီယာတယောက်ကိုတွေးကြည့်လိုက်ပါအောင်သူက PR အတက်ကြအဝင်အထွက်ကိုတိနေပြင်ဆင်တတ်နေတာမို့ဆက်ပစ္စည်းတစ်ခုကိုကောင်းကောင်းအလုပ်လုပ်နိုင်စေရဲ့ပေါ့ဒီလိုသဘောပါပဲသူ့ရဲ့ super hero မစ္စတာကြောက်ကတ်ကလည်းသူ့ရဲ့ကိုယ်ရေကသွေးဖိအားအတက်အကြပုံမှန်လေပတ်နိုင်မှုရဲ့အရေးများခြင်းနဲ့ခြင်းတို့ကိုထိန်းသိမ်းတယ် ိုခန္ဓာစက်ယုံကြီးချုံချုံမှုမှုလဲပတ်ဖို့လိုနေတဲ့ဟော်မုန်းစတက်တွေကိုထုတ်လုပ်ပေးပါတယ်။တမမျှတာစီသူကျွမ်းကျင်ပညာရှင်မစ္စတာကင်နီပါ။တို့ရဲ့နှလုံးသားရဲ့ကြွက်သားတွေရဲ့အာယုံကြောတွေရဲ့ဒါရီယာဆိုရီယန်ပိုတက်ဆီယမ်တို့လို electrolyte ဓာတ်တည်နဲ့ calcium ဓာတ်တို့မျှတာအချိုးကျနေဖို့လိုပါတယ်။ဒါရီမျှတာနေရင်လူကနေထိုင်လို့ကောင်းပဲ။တမအချိုးညီနေပေါ့။ ီလိုအချိုးအစားကျနေဘူးဆိုရင်ကြောက်ကက်ရဲ့လုံဆောင်ချက်ကောင်းမကောင်းဆိုတာတိတ်ကိုအရေးကြီးလာပါပြီ။တမမြတ်တာစင်နဲ့မစ္စတာကြောက်ကက်ဟာ balance ဖြစ်စေဖို့ထိန်းသိမ်းစောင့်ရှောက်တယ်။တခြားအရေးကြီးကိုယ်ဝန်ကအစိတ်အပိုင်းတွေသူတို့ရဲ့လုပ်ငန်းဆောင်တာအတီးတီလုံဆောင်ရတယ်ကိုအားပေးကူညီပေးရတယ်နော်။အောက်ဆီဂျင်တိုးမြှင့်ပေးမယ်။ expert kidney တို့ရဲ့ကိုယ်ကသွေးနှီးဥတွေဘဲကနေထွက်လာကြလေလို့စဉ်းစားကြည့်ပေါ်တာဘလို့ထင်လဲ ဆိုရင်သွေးနီဥကို erythropoietin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကနေစတင်ဖြစ်ပေါ်စေဆိုတာညင်းစရာမရှိဘူးရယ်နော်ဒီ erythropoietin hormone ထွက်လာရင်ကျိုးရဲ့ဘုံမဲရိုးရိုးရင်းခြေစီရဲ့ကို red blood cell သွေးနီဥထုတ်တော့တော့လို့အချက်ပြမိလေပြလိုက်တာပါပဲဒီတော့သွေးနီဥတွေထွက်လာပြရပြီးကျိုးရဲ့ကိုယ်ထဲမှာ energy ပြန်ပြည့်လာပြီး oxygen flow ကောင်းလာပါပြီ ဆိုတော့သွေးနှီးဦးထွက်ဖို့အရင်ဆုံးအစပြုအချက်ပြပေးရတဲ့ဒီ erythropoietin hormone ထုတ်လုပ်တဲ့နေရာကဘယ်မှာလဲလို့ရှာကြည့်မယ်ဆိုရင်တို့ရဲ့ကိုယ်ရဲ့ကပဲစေကလေး Mr. ကြောက်ကပ်ပါပဲတဲ့အယိုးအားဖြင့်တမစေမဲ့သူကိုကြောက်ကပ်ပါတို့ရဲ့ကိုယ်ရဲ့မှာအယိုးအားကောင်းမှုတမဖို့ဆိုရင် calcium နဲ့ phosphorus တို့လိုအပ်တယ်လေနော်ဒီတော့မှန်းကြည့်ကြမလားဒီဓာတ်တဘာဝကိုဘယ်သူက ထိန်းသိမ်းရေလုပ်ပေးနေတယ်လဲ ဟုတ်တာပေါ့ဂျိုးရဲ့ကြောက်ကက်ကလေးနှစ်ခုပါပဲဂျိုးရဲ့ကိုအတွင်းထဲမှာ essential mineral ဆိုတဲ့မရှိမဖြစ်သတ္တုအပေါင်းခညောင်းမှုစီပေါ့ပဲအယိုးတက်မလာအောင်အယိုးအတွင်းဒီဓာတ်သတ္တုရောက်ရှိဖြစ်နိုင်ဖို့ Mr. ကြောက်ကက်တို့ကထောက်ကူပေးရသူများဖြစ်ပါတယ်တို့ရဲ့ super hero mr kid နီးပျော့ပျော့နေနိုင်မို့ဒါတွေလုပ်ပြီးလို့ဆွဲဆောင်ကြရအောင်ပါ keep your kid နီး happy ချီးမြှားတောက်ပေးပါ တို့ရဲ့တနစ်တာအသက်ရှူလိုက်တိုင်းကယာဒီဥတုကြောင့်ပူလို့အိုက်လို့ချွေးပြန်တာကိုလက်လှုပ်ရှားလို့ချွတ်တက်တာနဲ့အစာချေဖို့အစာအိမ်ဦးလန်းကြောင့်လှုပ်ရှားတာတွေကနေရေတက်ဆုံးရှုံးနေတယ်နော် ကိုရဲမှာရေးတဲ့ပြေဝနေရင်ဒီလိုရောပါတာတွေရယ်ကို့အတွက်အနေရပေးတတ်တဲ့အစိတ်အတော့တွေဖယ်ပြစ်ရရင်မှထောက်ကူနိုင်တာပေါ့တနေ့တာရေးတဲ့လိုအပ်ချက်ကအကျန်းပြင်းအနေနဲ့ယောက်ျားလေးအတွက်ရောမိန်းကလေးအတွက်ပါဆိုရင်3လီတာဖြစ်ပါတယ်လို့ကျန်းမာရေးဌာနတွေကအကျန်းပြုထားတာရှိပါတယ်နော်ဒီလိုရေ3လီတာလိုက်နာတောက်သုံးပြီးလို့ကြောက်ကက်ကလေးပျော်အောင်ထားကြပါဆိုနော်တင်းတင်းမြတ်တာစွာ စားတော့ပါ အငန်လျှော့စားပေးပါ တို့ရဲ့ကာထာအရာငငယ်တွေကငပိငချောက်ပစုံချောက်များစားလို့အငငယ်များများစိုက်တတ်ကြပါတယ်။စားနေကြစိုက်နေကြဖြစ်လို့အငငယ်စားရကိုလုံးဝမပင်နိုင်ဘူးဆိုပေမဲ့လို့ချင့်ချင်လို့ညကြနေဖို့တတိယပါတော့။ငယ်နဲ့စားကြများများစားတာကိုငဲစေဖို့အစားထိုးဖို့လက်ဆက်သက်ရှင်တဲ့တိတိတိဥတွေရဲ့ခင်းသီးခင်းရွက်ရဲ့ရှိပါသေးတယ်။အတူတူတွဲဖက်စားတော့ဖို့တော့မမေ့ရပါဘူးနော်။ဒါမှလည်းကြောက်ကက်ကလေးပျော့ပျော့နေဖို့ထားပြရအောင်ပါပဲဖြစ်ပါတယ်။ ပုံမှန်ကိုလက်လှူရှာပါ PR တွေကိုထိမ့်ကြီးပေးရတာကြောက်ကက်ကလေးတွေရဲ့တာဝန်တွေအများကြီးတဲ့ကတခုပါငကူတွေကမှသူ့တာဝန်သူလုံနေရပြီသားဖြစ်တယ်မို့ကိုကအပြင်ဘက်ကနေဝန်ပြီးအောင်ခိုင်းတာမျိုးဖြစ်ရလျောင်းသွေးတိုး PR များများတက်စင်တဲ့အချက်တွေကိုရှောင်ကျဉ်ပေးရမှာပါကိုအလေးချိန်ထိုးတက်ထိုးကြတာမျိုးမမျှမတ်ကြမဖြစ်စေဖို့အတွက်ချက်လုပ်ရပါမယ်နော် ကိုအနေနဲ့တနည်းတာမှာခံနိုင်လောက်မဲ့ကိုလက်လှူရှာမှုအသင့်တင်လုပ်ပြီးကြောက်ကက်ကလေးတို့ပျော်ပျော်ရွှင်ရွှင်အလုံးလုံးနိုင်ဖို့ထားပေးလိုက်ပါအောင်နော်မလို့အပဲပိန်ကေလာတောက်သုံးတာရှောင်းပါနာရာကျနာတတဖို့ကိုက်တာခဲရမဖြစ်ဘူးရည်ရွယ်လို့တောက်သုံးရတဲ့အကိုက်ခဲပြောက်စီရက်ဆက်လို့ခဏခဏတောက်သုံးနေတာမျိုးကိုရှောင်ချင်ရပါပဲဥပမာ အကိုက်ခဲပြောက်စီအနေချက်စအမျိုးအစားတွေဖြစ်ကြတဲ့ aspirin ibuprofen, acetaminophen နဲ့ naproxen ဆိုရင်စတာတွေကိုရေရှည်တောက်သုံးတာရှိနေရင်၆ကက်ကလေးအတွက်စိတ်မချရပါဘူးနော်။ဒီပိန်ကီလာရဲ့ဘေးထွက်ဆိုးကျိုးအာနိသင်ဟာကြောက်ကက်ကလေးရဲ့သွေးကြောအသေးလေးတွေထဲဖီလ်တာလုံနိုင်တဲ့စွမ်းရည်ကိုထိခိုက်လာတတ်ပြီးတော့ရေရှည်ကြောက်ကက်ဝေဒနာကိုဥတီတတ်ပါတယ်။ဒါကြောင့်ကြောက်ကက်ကလေးတို့ပျော်ဖို့ပိန်ကီလာကို မလိုအပ်ပဲမတောက်သုံးပါနဲ့လို့တတိပေးလိုက်ပါရစေနော်။ ပုံမှန်ဆေးစစ်ချက်လုပ်ဖို့တိုက်တော်ပါတယ်။ Prevention is always better than cure ပါပဲเนาะ24/7အလုပ်များလုံးလို့ကြောက်ကက်ကလေးတို့အတွက်အထောက်ပံ့ကောင်းဖြစ်စေမယ်။သူ့ရဲ့လိုအပ်ချက်အသေးစိတ်ကိုကြီးကြီးမားမားမဖြစ်မီကာလတင်ဆက်ရလွယ်စဉ်အခါမှာခက်မြမြန်ထောက်မိသိရှိနေဖို့ကြောက်ကက်ကလေးအတွက်ဆေးစစ်ချက်လုံဆောင်လို့အကဲခတ်ပါလို့အကြံပြုလိုက်ရပါတယ်။ အခုဆိုရင် Mr. Kidney တို့ဟာမနာမနေအလုံးလုံးရသူဖြစ်တာမို့သူ့ရဲ့အကျိုးဖြစ်ပုံတွေသူ့ကိုဘယ်လိုပြောအောင်ထားကြမလဲဆိုတာတွေတည်ပြီးကြပါမယ်နော်ဒီနောက်မှာတော့မရှိမဖြစ်ခွေးအင်္ဂါကြောက်ကွက်ကလေးတို့အတွက်စေးစစ်ချက်လုပ်ပေးတဲ့အကြောင်းဟာတို့တွေအတွက်အရေးကြီးရယ်ဆိုတာသတိရဖို့ ਨੇ သူတို့ရဲ့အခေါ်အဝေါ်တွေရဲ့အရေးပါပုံများရေကတို့အကျမဖို့အတွက်ဘယ်လိုထောက်ကူနေကြလဲဆိုတာကိုနောက်တစ်ပိုင်းမှာဆက်လို့တင်ဆက်ပေးသွားပါအောင်မယ်တိလို့တဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးပြန်လို့ရပါတယ်။ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတမ်းရကြပါလို့အတူ